မင်္ဂလာပါ အခရာစပွန်ရဲ့ချန်ပီယံလေးလီဖေ့စ်ပွဲစဉ်၃တွဲပွဲကျွတ်၃၀ချက်စီစဉ်လေးပြန်လဲပြီးကျိုးဆိုလိုက်ပါတယ်ကျွန်တော်တို့ KI host ကောင်းခဏဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလေးစဉ်ကစားမဟောင်းတန်းထောင်ဖြစ်ပါတယ်ကိုကြီးဒီတစ်ခေါက်ဒါချန်ပီယံလေးလီဖေ့စ်ပွဲစဉ်၃ရဲ့ဒါကျွန်တော်တို့ဒါရှင်ပြန်ကစားကြမဲ့ပွဲစဉ်တွေကဒါကျွန်တော်တို့ပေးသက်စိတ်ဝင်စားမှုမြင်းနဲ့ပွဲစဉ်တစ်ပွဲတော့ကျွန်တော်ရွေးချယ်ပေးထားရဲဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုတော့ပြပြပြောအောင်ဗျဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်တော့ Champion League League Face ကရောင်း3ဖြစ်ရှင်ပြန်ကစားမယ် Frankfurt အသင်းနဲ့ ကျွန်တော်လီဗာပူးသင်းတို့ရဲ့ပွဲစဉ်မှာဖြစ်ပါတယ်ခင်ဗျာလက်ရှိဒါဖရန့်ဖတ်အသင်းကလည်းဒါတို့ရဲ့ဒါကျွန်တော်တို့ပုံမှန်ခြေစွမ်းအောက်ကိုကြားရောက်နေရဲ့အနေအထားတစ်ခုလို့ကျွန်တော်ပြောမှာဖြစ်ပြတယ်ဘက်ကလီဗာပူးအသင်းကလည်းဒါကျွန်တော်တို့ဒါမနေ့ကရသည်မှာမကြုံစဘူးပေါ့နော်ဆိုတော့ဒါကျွန်တော်ရှုံးပွဲ၄ပွဲစတိုက်ထိကြုံတွေ့ထားရတယ်ဆိုတော့ဒီနေ့သင်းထိတ်တိုက်တွေးဆမှုကဒါဘယ်အသင်းကဒါပုံမှန်ခြေပြန်ပုံမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ဒီနေ့သင်းရဲ့ရှေ့ရပွဲစဉ်တွေရလက်တွေနဲ့တူပဲစလိုက်ကြအောင်ဗျာ မင်္ဂလာပါအခေယမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးလည်းသိကြလိမ့်မယ်လို့ထင်ပါတယ်။ local domain ဖြစ်တဲ့အပြင် VPN မလိုပဲဝင်ရောက်ကြည့်ရှုနိုင်ပြီးအချိန်နဲ့တပြင်းညီတင်ဆက်ပေးနေရလည်းဖြစ်ပါတယ်။ဝင်ရောက်ရမှာလည်းခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ပေါ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 ့ဝင်ရောက်နိုင်ကြလို့အခေယ .com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကိုဒီနှစ်သိန်းရဲ့ကျွန်တော်တို့လက်ရှိအခြေအနေအားပြီးခဲ့တဲ့ပွဲစဉ်ကိုပြန်ကြည့်မယ်ဆိုတော့နှစ်သိန်းလုံးကတော့လက်ရှိအနေထားအရအခြေအနေကောင်းနေခြင်းတွေမှာတော့မရှိဘူးလေဘဘိုးဆိုလည်းကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်၄ပွဲမှာ၄ပွဲဆက်တိုက်ရှုံးထားတယ်နောက်ဆုံး၅ပွဲမှာ9နဲ့ပွဲဆိုလို့ဆော့တတန်အောင်အင်ဂူမှာ9နဲ့2-1နဲ့တပွဲပဲရှိတယ်အဲ့ဒါမျိုးမှာပေးကူပေးထားတဲ့ကျွန်တော်ပွဲစဉ်က9ပွဲဆက်တိုက်ရှိပြီအဲ့တော့ clean sheet မြင်ရတာလေဘဘိုးအနေနဲ့9ပွဲကြာခဲ့ပြီဗျအဲ့လိုပဲတစ်ဖက်က Frankfurt ကိုပြန်ပြီးကြည့်မယ်ဆိုတော့ Frankfurt ကလည်းကျွန်တော် clean sheet မရှိရခဲ့တာ6ပွဲရှိပြီအဲ့တော့မှဒုသိန်းရဲ့ခံစစ်ကလည်းတော်တော်လေးကိုဆိုးရွားတယ်အဲနောက်ဆုံးကျွန်တော်တို့3ပွဲကိုပဲပြန်ပြီးကြည့်မယ်ဆိုတော့ဒုသိန်းရဲ့ခံစစ်က ျွန်တော်ဒီပေးကူကနောက်ဆုံး၃ပွဲမှာ73ဂိုးအထိတွင်ခွင့်ပြုခဲ့ရတာဒါကတော့ Frankfurt ကခံစစ်တမ်းကတော်တော်လေးကိုဒါအားနည်းချက်ရှိရဆိုတော့ကျွန်တော်ပြန်ပြီးမြင်ခဲ့ရတယ်အဲ့လိုပဲတစ်ဖက်က Liverpool ရဲ့ခံစစ်တမ်းကိုပြန်ပြီးကြည့်ရမယ်ဆိုရင်လည်းနောက်ဆုံးကျွန်တော်ဒီ9ပွဲစတိုက် clean sheet မရရှိခဲ့ဘူးဆိုရင်အနေထားနဲ့နောက်ဆုံး4ပွဲစတိုက်ရှုံးထားရဆိုရင်အနေထားရတော့ဒီပွဲစဉ်မှာတော့2သိန်းလုံးကပြောရမယ်ဆိုရင်ခံစစ်တမ်းမှာကျွန်တော်အားနည်းချက်တွေရှိနေတယ်ဒါမှမဟုတ်လည်း2သိန်းလုံးရဲ့တိုက်စစ်ပိုင်းကလည်းပြန်ပြီးတော့ကျွန်တော်ဒီတွင်းကိုရရှိအောင်စောင့်ဆောင်ထားနိုင်တယ်ပြန်ပြီးတွေးခဲ့ရတယ်ကျွန်တော်ဒီအခု Champion League ပွဲစဉ်2ပွဲပြီးခဲ့တဲ့2ပွဲအပြီးမှာဆိုတော့2သိန်းလုံးကတပွဲနိုင်ထားတယ်တပွဲရှုံးထားတယ် Frankfurt ကကျွန်တော် ်တွေပထမပွဲစဉ်မှာ Galatasaray ကို5-1နဲ့နိုင်ခဲ့မယ်ဒုတိယပွဲစဉ်မှာ Atletico Madrid ကို away home မှာ5-1နဲ့ပြန်ပြီးရှုံးတယ်အဲ့တော့သူသွင်းရဲ့တိုက်စစ်က6-9သူငှားနိုင်တယ်လို့ခန်းစစ်ကလည်းပေကို6-9ထိရှိခဲ့တယ်ဗျဒါပြီးခဲ့တဲ့ Champions League ပွဲစဉ်နှစ်ပွဲမှာလည်းဖြစ်ပေါ်လာတဲ့ကျွန်တော်ဒီ Yahoo နဲ့ပေကိုအနေထားတစ်ဖက်ကလက်ဘာကိုပြန်ကြည့်မယ်ဆိုရင်လက်ဘာကိုဒီသူတို့ရဲ့ကျွန်တော်ဒီပထမပွဲမှာ Frankfurt ကျွန်တော်ဒီ5-1နဲ့ရှုံးခဲ့တဲ့ Atletico Madrid ကို away home မှာ3-2နဲ့နိုင်တယ် Frankfurt Galatasaray ကို5-1နဲ့နိုင်ခဲ့တဲ့အနေထားမှာ Liverpool က Galatasaray ကို away home မှာ1-0နဲ့ပြန်ရှုံးတယ်အဲ့တော့ဒီနေ့အသင်းတွဲဆောင်ခဲ့တဲ့ကျွန်တော်ဒီပြန်ပတ်နှစ်သင်းကလည်းကျွန်တော်ဒီ Frankfurt နဲ့ Liverpool ူကပထမကျွန်တော်ကစားခဲ့တဲ့ချန်ပီယံပွဲစဉ်ပွဲမှာတွဲဆုံမိတာအသင်းနေဆိုတော့ဒီတစ်ချိန်မှာတော့ဒီနှစ်သင်းကသူတို့နိုင်ထားတဲ့အသင်းမှာကျွန်တော်ဒီတစ်သင်းနိုင်တစ်သင်းကပြန်ရှုံးထားတဲ့အသင်းတွေနဲ့တွဲဆုံထားတယ်။အဲ့တော့ဒီတစ်ချိန်မှာတော့ဒီသင်းကပြန်ပြီးတော့များသူတို့အသင်းရဲ့ကျွန်တော်ရက်လက်ကောင်တစ်ခုပြန်ပြီးဖော်ဆောင်နိုင်မလဲပေါ့အဲ့လေပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျ။ဟုတ်ကဲ့ကိုကြီး။ဆိုတော့နောက်ဆုံး၅ပွဲချိန်တွေကိုပဲဒါနှစ်သင်းစလုံးမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ9ပွဲ2ပွဲစီပဲကျွန်တော်ရှာဖွေထားနိုင်ခဲ့ရတွေ့ရတယ်။ဒါပေမဲ့ဒါ front front ရဲ့ဒါကျွန်တော်တိုက်စစ်ပိုင်းကတော့အနေငယ်ပို့ပြီးတော့အလုံးဖြစ်တယ်လို့ပဲပြောရမလား။ဆိုတော့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတော့၄ဂိုးဒါ6ဂိုးဆိုတဲ့အနေထားနဲ့ ဲ့ဒါကျွန်တော်ကိုပြက်ပေါ့နော်ဆိုတော့ကိုပြက်ဆိုတာဒါအတွင်းကိုအများနဲ့ဒါအနိုင်ရရှိခဲ့တာမျိုးတွေကျွန်တော်တွေ့ရတယ်ဗျဒါပေမဲ့ channel ပွဲစဉ်တွေဒါကျွန်တော်တို့ဒါ၄ပွဲမှာဒါ၃ပွဲရှုံးနေပြီးတော့ဒါတပွဲသေရကြတယ်နောက်ဆုံးပွဲစဉ်ဒါကျွန်တော်တို့ fry ban နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်2-2ဆိုတဲ့ရလနဲ့သေရကြခဲ့တယ်ဆိုပေမဲ့ဒါ channel ပွဲစဉ်တွေမှာတော့ဒါ3-0 5-1တို့ဒါ3-4တို့ဆိုတဲ့ရလတွေနဲ့ဒါရှုံးနေခဲ့တယ်ဗျဒါကိုကြည့်ချင်းအဖြစ်ဒီ frankfurt အသင်းရဲ့ဒါကျွန်တော်တို့ဒီ cancel ပိုင်းဆိုင်ရာအရာမှာပြဿနာရှိနေရကြီးကြီးမားမားရှိနေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်တစ်ဖက်က liverpool အသင်း င်းရလဲဒါကျွန်တော်တို့ဒါမနစ်ကဒါကျွန်တော် Premier League Champion ဆိုတဲ့အနေထားတစ်ခုကိုမှဒီနှစ်ရာသီမှာကျွန်တော်တို့ဒါပွဲစဉ်ဒါအစပိုင်းတွေမှာအရင်ထိမ့်သိမ်းထားနိုင်ဆိုတာမရှိဘူးဗျဆိုတော့တဖြည်းဖြည်းနဲ့ဒါအကြပိုင်းရောက်လာတယ်နောက်ကျွန်တော်အဓိကအနေထားကတော့ဒါကျွန်တော် Liverpool အသင်းရဲ့ဒါကျွန်တော် cancel ပိုင်းဆိုင်ရာမှာဒါတောင်ပန် cancel နှစ်ဖက်ကဒါကျွန်တော်တို့ဒါ အလွယ်တကူပေါ့နော်တွင်ကိုတွေခွင့်ပြုပေးနေရတယ်ဆိုတဲ့အနေအထားတစ်ခုနဲ့နောက်ကျွန်တော်တို့ဒီခန်းစစ်ပိုင်းဆိုင်ရာအရာမှာသူတို့ရဲ့ဒါဝိုင်းရင်ကစားသမားဒါဗန်ဒါရဲ့ဒါအကြပိုင်းရောက်လာတဲ့အနေအထားတစ်ခုမှာတွင်ကိုတွေလွယ်လွယ်ကူကူခွင့်ပြုခဲ့ရတာနဲ့အမြတာကျွန်တော်တို့ဒါရှုံးပွဲတွေလည်းနောက်ပိုင်းမှာဒါ၄ပွဲစတိုက်ဒါကျွန်တော်ကြုံတွေ့ခဲ့ရတာကျွန်တော်တွေ့ရတယ်ဆိုတော့ဒါပရီးမီးယားလိမှာဆိုလို့ရှိရင်ဒါ၃ပွဲစတိုက်ဒါကျွန်တော်ရှုံးနေခဲ့တာဖြစ်ပြီးတော့ဒါချန်ပီယံလိမှာဆိုလို့ရှိရင်လည်းကလာဒါဆာရီကိုဒါ1-0ဆိုတဲ့ရာလက်နဲ့ဒါအဝေးကွင်းမှာသွားပြီးတော့ဒါရှုံးနေခဲ့တယ်ဆိုတဲ့အနေအထားဒါနောက်ဆုံးအနိုင်ရရှိခဲ့တာတော့ဒါဆောက်တန်တန်အတင်းကို2-1ဆိုတဲ့ရာလက်နဲ့အနိုင်ရရှိခဲ့ ဲ့တာဖြစ်လို့လီဗာပူးအသင်းအနေနဲ့ဒါသူတို့ရဲ့ဒါစိတ်ပိုင်းဆိုင်ရာအရာရောနောက်ကျွန်တော်တို့ဒီပေးသက်တွေအတော့ကောပေါ့နော်ဆိုတော့သူတို့ကျင်တဲ့အားရမှုပေးဖို့အတွက်ဒီနေ့ပွဲစဉ်ကတော့ဒါအကောင်းဆုံးအနေဒါတစ်ခုဒါပေမဲ့လည်းတစ်ခုရှိတာကတော့ကျွန်တော်တို့ဒါအဝေးကွင်းကိုသွားရောက်ရှင်ပြိုင်ရမယ်ဆိုတဲ့အနေဒါတစ်ခုမှာလီဗာပူးအသင်းအတွက်ကလည်းခက်ခဲမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရရှိပြီးတော့တစ်ဖက်က Frankfurt အသင်းကလည်းဒါသူတို့အနေနဲ့ဒါလက်ရှိဒါပုံမှန်ချစ်စွမ်းအောက်ကြားရောက်နေတဲ့အနေဒါတစ်ခုမှာသူတို့ဘယ်လိုမျိုးပြန်လာဖို့ရကျွန်တော်မျှော်လင့်ချက်တွေထားနိုင်မလဲဆိုတော့လည်းကျွန်တော်ဒီနေ့ပွဲစဉ်မှာဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်ဗျ။ ဟုတ်ကဲ့ပါကိုကြီးဆိုတော့ဒီနေ့သင်းကဒါကျွန်တော်တို့ဥရောပပွဲစဉ်တွေမှာဒါကျွန်တော်တို့ဒါဆုံးဖြတ်ထားခဲ့ဘူးခြင်းမရှိဘူးဆိုတော့ဒါဒီနေ့သင်းရဲ့ဒါလက်ရှိအခြေအနေတွေနဲ့နောက်ကျွန်တော်တို့ဒါလူစင်းပိုင်းပေါ့နော်ဆိုတော့လူစင်းပိုင်းမှာဆိုလို့ရှိရင်လည်းဒါနှစ်သင်းစလုံးမှာဒိုင်းရကစားသမားအနှဲငယ်ပဲရှိတယ်ဆိုတော့အနေထားတစ်ခုကျွန်တော်တွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒါလီဗာပူးအသင်းဆိုလို့ရှိရင်တော့အဓိကကစားသမားအချို့ဒိုင်းရရလူစင်းရဲထဲမှာထည့်ပြီးတော့ပေါင်းထားတယ်ဆိုတော့ဒါသူတို့အနေနဲ့ရှေ့ရပွဲစဉ်တွေမှာဒါရှုံးနေခဲ့တဲ့လူစင်းတစ်ခုပဲပြန်လဲပြီးတော့ထုတ်လာနိုင်မလားနောက်ကျွန်တော်တို့အဓိကကတော့ဒါလီဗာပူးအသင်းဆိုလို့ရှိရင်လည်းကိုသမားအပြောင်းလဲတွေဖြစ်ပြီးရနောက်ပိုင်း င်းမှာလဲဒါကျွန်တော်အရင်ဒါကျွန်တော်မတည်ငြိမ်တဲ့ပုံစံလေးတစ်ခုကိုကျွန်တော်တွေးရတယ်ဆိုတော့ဒါသူတို့ရဲ့ပွဲထွက်လူစင်းရောဘယ်လိုမျိုးပုံစံလေးဖြစ်လာမလဲနောက်ကျွန်တော်တို့ဒါ front fat အသင်းကရောသူတို့ရဲ့ဒါကျွန်တော်တို့နောက်ဆုံးပွဲစဉ်မှာတည်ကြခဲ့တဲ့ပွဲစဉ်လူစင်းရဲ့အတိုင်းပဲထွက်လာမှာဒါမှမဟုတ်ရင်ဒါကျွန်တော်တို့အပြောင်းလဲလေးတွေများဖြစ်လာနိုင်မှာဆိုတော့အခုရဲ့အမြင်လေးနဲ့လူစင်းရောဘယ်လိုပုံစံလေးဖြစ်မလဲဗျ ဟုတ်ကဲ့ပါကွယ်နှစ်သိန်းရဲ့လူစင်ကိုပြင်ပြီးကြည့်ရမယ်ဆိုဒန်ယန်ပြဿနာမှာတော့ကျွန်တော်ဒီအရင်ကြီးတော့မြင်မဆဆတော့မရှိဘူးအဲလီဗာပူးဆိုရင်တော့အဓိကကျွန်တော်ဒီကစားသမားအနေနဲ့ကိုသမားနေရာအလစန်ဘေကာတယောက်လောက်ပဲလွှဲချုပ်ဖို့ရှိမယ်ကျွန်တော်ကတော့ကျွန်တော်ဒီအန်တိုတို့ကျွန်တော်ဒီဘက်စတက်တို့လီယိုနီတို့လိုကစားသမားရယ်ဆိုတော့ကျွန်တော်ဒီအရင်ကစားသမားရယ်ဆိုတော့အရင်တို့သူတို့အသိန်းရဲ့အဓိကကစားသမားစင်းရဲ့အတွက်တော့ထိတိ ကြီးမားတဲ့ထိခိုက်မှုတော့ရှိမှာတော့မဟုတ်ဘူးဗျတစ်ဖက်ကအဲ့လိုပဲ front back ကလည်း alias bomb တယောက်လောက်ပဲကျွန်တော်ဒီအသင်းရဲ့လူစင်းကနေတန်းပြဿနာရှိနေရဆိုတော့သူတို့အသင်းရဲ့အဓိကကစားမချိုးပြန်ပြီးတော့သုံးလာနိုင်မှုရှိမယ်အဲ့တော့ဖြစ်နိုင်မယ် front back ကလူစင်းကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ front back ဒီလည်းပြီးခဲ့တဲ့ပွဲစဉ်ကအတိုင်းပဲအဲအပြောင်းလဲလုပ်မယ်ဆိုတော့ကျွန်တော်ဒီပြီးခဲ့တဲ့ပွဲစဉ်မှာအရင်အစင်းထဲမှာပါနေခဲ့တဲ့ကျွန်တော်ဒီအသင်းရဲ့အဓိကကျွန်တော်ဒီပြောရမှာဆိုအတွက်ကြောင့်ရေကစားသမားဖြစ်တဲ့ Mario Gozzi တို့ပြီးတော့ကျွန်တော်ဒီ Mamadou Dahoud တို့ပြန်ပြီးတော့သုံးလာနိုင်လို့ကိုင်းလဲမှာဆိုရင်လည်းကျွန်တော်ဒီ SK Kanuf တို့ဒါတို့ပြန်ပြီးသုံးလာနိုင်တယ်အဲ့တော့ပြီးခဲ့တဲ့ပွဲစဉ်ကလူစင်းနဲ့ပြန်ပြီးချိန်ကြည့်ရမယ်ဆိုတော့ကိုသမားန နေမှာဆိုတော့အဲကျွန်တော်တို့ကိုကပြီးရင်ညာဘက်ချမ်းမှာဆိုတော့ Christensen ဘယ်ဘက်ချမ်းမှာဆိုတော့ TT ကျွန်တော်တို့ခစစ်အတွင်းလူနေရာမှာဆိုတော့ Ameda ရဲ့ coach ကပြီးတော့ကျွန်တော်တို့ Queenland draft မှာတော့အကဲကျွန်တော်ဒီပြန်ပြီးကြည့်ရမယ်ဆိုရင်ပြီးခဲ့တဲ့ပွဲစဉ်ကကျွန်တော်အရင်ဆင်းနေမှာတော့ပါဝင်ခဲ့တဲ့မမလူတာဟုတ်လို့ပြန်ပြီးပတ်ပါလာမယ်ဆိုတော့ကျွန်တော် Chapi တို့ Lasin တို့ ਨੇ ပြန်ပြီးတော့တွဲကစားလာဖို့ရှိမယ်တိုက်စစ်ပိုင်းမှာဆိုရင်ကျွန်တော်တို့ Barket ပဲထပ်ပြီးပွဲထလာမှာဖြစ်ပြီးမယ်လေတောင်ပတ်မှာဆိုရင်ကျွန်တော်တို့ကျွန်တော် Escar Canoe F2 ကိုပြန်ပြီးတွေ့ရဖို့ရှိလို့နောက်ဘက်တစ်ဖက်မှာဆိုတော့ကျွန်တော်ဒီ Resident ဒါမှမဟုတ်ကျွန်တော် Number 10ရောမှာတော့ Mario Gozzi ကိုပြန်ပြီးတွေ့ရဖို့ရှိမယ် Champion League လေးဖြစ်နေတာရဲ့ တစ်ဖက်ကလီဗာပူးနဲ့လည်းရှင်မြန်ကစားရမှာဆိုတော့အတွေ့အကြုံရင်းကစားသမားတချို့တော့ပြန်ပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်ကလူစင်းနဲ့ပေါင်းထက်လာဖို့ရှိလိမ့်မယ်ဗျအဲ့လိုပဲတစ်ဖက်ကလီဗာပူးရဲ့လူစင်းမှာလည်းပြီးခဲ့တဲ့ဂျွန်နိုက်တက်နဲ့ပွဲစဉ်ကလူစင်းနဲ့ဆန်တော့အပြောင်းလဲလေးပြင်လာမယ်လို့ကျွန်တော်မြင်ရတယ်အထူးသဖြင့်ခန်စစ်တန်းနဲ့ကွန်လပ်ဘာမှာအပြောင်းလဲလေးရှိလာနိုင်တယ်တိုက်စစ်ပိုင်းမှာဆိုလေကျွန်တော်လက်စနာ access ကနေရာမှာ AKTQ ကိုပြန်ပြီးတော့တွေ့ရနိုင်တဲ့နေရာလေးရှိတယ်ဗျအဲ့တော့ကိုသမားနေရာမှာဆိုရင်တော့ဒီပွဲစဉ်မှာမမရာရှိပြီးပဲပြန်ပြီးပို့ထွက်လာလိမ့်မယ်ညာဘချန်းခန်စစ်မှာတော့ဒီပွဲစဉ်မှာကျွန်တော် friend bomb ပြန်ပြီးတွေ့ရဖို့မျှော်လင့်တယ်ဘယ်ဘချန်းခန်စစ်မှာဆိုတော့ကာကက်ဆဲနေရာမှာ robinson ပြန်ပြီးပို့ထွက်လာနိုင်တယ်ခန်စစ်ရုံးနေရာမှာတော့ liverpool နေနဲ့အရ န်ကြီးတော့ရွေးချယ်စရာမရှိဘူးအဲဖာကင်ဖန်နိုင်နဲ့ကူနာဒီနဲ့ပဲပြန်ပြီးတုံးလာမဟုတ်ဘူးဆိုရင်ကျွန်တော်ဂျိုးစကူမတ်ကိုပြန်ပြီးတော့များကျွန်တော်ဖန်နိုင်နဲ့ကူနာဒီတယောက်ကိုအနားပေးပြီးတော့တွဲကစားလာမှာအဲ့လီပြန်ပြီးစောင့်ကြည့်ဖို့ရှိမယ်ကွင်းလယ်တွဲဖန်နေရမှာဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်မှာကျွန်တော်ဥကောင်းတန်ပြည်နာနိုင်ငံရှိခဲ့တဲ့မက်ကလစ်စတာရဲ့ပြီးခဲ့တဲ့ကျွန်တော် International ပွဲစဉ်မှာနေတဲ့ကကျွန်တော်ဒန်ပြည်နာနိုင်ငံကြောင့်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်လူစားလက်ခံကဏ္ဍရဲ့ Gramvesho ရဲ့နေရာမှာတော့ Cartejo တို့ကျွန်တော်ဒီ Support Line တို့နောက်ကိုပြန်ဆင်းပြီးတော့ Florian Fis ကနံပါတ်10ကိုကစားတာတော့များကျွန်တော်ပြန်ပြီးတွေ့ရမှာပေါ့အဲ့လီပြန်ပြီးစောင့်ကြည့်ဖို့ရှိမယ်တောင်မှနှစ်ဖက်မှာတော့အပြောင်းလဲတော့မရှိတော့ဘူးဗျမွန် မက်ဆာလက်စ်ကထပ်ပြီးတော့ညမချမ်းမှာပေါ်ထလာမှာဖြစ်လို့ကိုရီကပိုကလည်းပဲပချမ်းမှာထပ်ပြီးတော့ရှိမယ်အပြောင်းလဲလုပ်ချင်တယ်ဆိုတော့ကျွန်တော်တို့ဖက်ဒရယ်ကိုချေစာဖို့ကျွန်တော်တို့ကိုရီကပိုရဲ့ပဲပချမ်းမှာအပြောင်းလဲလုပ်လို့ရတယ်နံပါတ်9ရုံးမှာတော့ဒီပွဲစဉ်မှာတေချာတလောက်ကတော့ကျွန်တော်တို့အလက်ဇန္ဒားအိုက်ဆက်ကိုပြန်အနားပေးပြီးတော့ AKTK နဲ့ပဲပြန်ပြီးပေါ်ထလာဖို့ရှိပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ကိုဆိုတော့လည်းရှိတာနှစ်သွင်းစလုံးရဲ့လူစီရင်ကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒါကွင်းလယ်ဘက်မှာတော့နှစ်သွင်းစလုံးကအပြောင်းလဲလေးတွေလှုပ်လာနိုင်တော့ကျွန်တော်တွေ့ရတယ်ဆိုတော့ front foot အသင်းဆိုလို့ရှိရင်ဒါကွင်းလယ်မှာဒါမမွတ်တာဟုတ်တော့နောက်ကျွန်တော်တို့ဒါမာရီယိုကော်စီတို့ကိုပြန်ပြီးတော့ဒါကျွန်တော်တို့ဈားလဲပြီးတော့ကစားတာမျိုးတွေကျွန်တော် ော်တွေ့ရနိုင်တယ်လို့တစ်ဖက်ကလည်းဒါကျွန်တော်တို့ Mike Lister ကဒါဦးကောင်းထိုင်ရဘလို့အခြေအနေရှိလဲတော့မသိဘူးဒါပေမဲ့ဒါကျွန်တော်တို့ပြီးခဲ့တဲ့ပွဲစဉ်မှာလည်းတို့ဆော့တိုင်သွားတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းဒါ Mike Lister Griffin Bash အတွဲကိုပဲကျွန်တော်တို့ပြန်ပြီးတော့ညင်ရနိုင်မလားဒါမှမဟုတ်ကျွန်တော်တို့ဒါ Suppose Line ကအောက်ကိုဆင်းဆော့ပြီးတော့နောက်ကျွန်တော်တို့ဒါ Florian Wist တို့ဒါ Curtis Jones တို့ဆိုတော့ဒီပုံစံလေးတွေကျွန်တော်မြင်ရနိုင်မလားဆိုတော့အဓိကတေချာတာတစ်ခုကတော့ဒါကျွန်တော်တို့ Liverpool အသင်းကတော့ဒါခန့်စစ်ပိုင်းဆိုင်ရာအရာမှာတော့အပြောင်းလဲရှိမှာမဟုတ်ဘူးတိုက်စစ်ပိုင်းတောင်မှန်တိုက်စစ်ပိုင်းမှာလည်းအပြောင်းလဲရှိမှာမဟုတ်ဘူးဒါကျွန်တော်တို့တိုက်စစ်ပိုင်းမှာတော့ဒါ Alexander Isaac ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်က တီကီနဲ့ပို့ပြီးတော့ဒါတင့်တော်မယ်လို့ကျွန်တော်တို့ခံစားရတယ်။ရှေ့ပွဲစဉ်မှာလည်းဒါအလက်ဆန်ဒါအင်ဒဆန်အနေနဲ့ဘာမှသိပြီးတော့လုတ်ပြနိုင်ခဲ့တာကျွန်တော်တို့မတွေ့ရအောင်ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့အီကီတီကီဒါထွက်လာမလားပေါ်ထွက်လာမလားဒါလေးကျွန်တော်တို့ချက်ဆောင်ကြည့်ရမယ်။ဆိုတော့အဓိကကတော့ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာတို့ဒါပြီးခဲ့တဲ့ပွဲစဉ်တွေမှာရှုံးနေခဲ့တဲ့သူကြီးချခဲ့တဲ့လူစီအောင်အနှဲငယ်လေးကျွန်တော်တို့အပြောင်းလဲလေးတော့လုတ်လာဖို့ရရှိတယ်ဆိုပေမဲ့ဒါကျွန်တော်အများကြီးတော့ changes ဖြစ်သွားမှာတော့မဟုတ်ဘူးသူတို့ရဲ့ဒါကစားပုံပြောင်းလဲလောက်အောင်ထီကိုဒါကျွန်တော်လူစားပြောင်းလဲမှုတွေကျွန်တော်မြင်ရမှာတော့မဟုတ်ဘူးဗျ။ဆိုတော့အနှဲငယ်ပဲအဲကျွန်တော်အဓိကဒါကျွန်တော် Liverpool အသင်းမှာဆိုလို့ရှိရင်လဲဒါ Queen's ဘက်နဲ့တော့တိုက်ဆက်ထောင်တိုက်ဆက်ကစားသမားလောက်ပဲရှိမှဖြစ်ပြီးတော့ဒါကျွန်တော်တစ်ဖက်က Frankfurt အသင်းကလည်းဒါကျွန်တော်ကွင်းလယ်ပိုင်းဆိုင်ရာအရာမှာပဲနေငယ်အပြောင်းလဲလေးလောက်သွားဖို့ရရှိပါတယ်ဗျာ အဲ့ဆိုကိုကြီးကျွန်တော်ဒါ front fat အသင်းနဲ့ liverpool အသင်းတို့ရှင်ပိုင်းကစားကြမဲ့ဒါ champion league league face ဒါ round 3ပေါ့နော်ပွဲစဉ်3ရဲ့ဒါဒီနှစ်သင်းရှင်ပိုင်းကစားကြမဲ့အနေအထားတစ်ခုမှာလက်ရှိဒါဒီနှစ်သင်းစလုံးရဲ့ဒါအနေအထားလည်းဒါသူတို့ရဲ့ဒါပုံမှန်ခြေစွမ်းအောက်ကိုကြားရောက်နေရဆိုတဲ့အနေအထားတစ်ခုမှာလာရောက်ပြီးတော့တွေ့ဆုံကြရတယ်ဆိုတော့ဒီအနေအထားမှာကျွန်တော်တို့ဒါ front fat အသင်းကသူတို့ရဲ့အင်ကွင်းအားသာချက်ကိုအကောင်းဆုံးအသုံးချသွားနိုင်မှာဒါမှမဟုတ်ရင် liverpool အသင်းကရောဒါသူတို့ရဲ့ဒါကျွန်တော်တို့ရောက်နေတဲ့ PR တွေအောက်ကနေပြီးတော့ရုံးထွက်ဖို့အတွက်ဒါပွဲစဉ်တစ်ပွဲကိုရှာဖွေတွေ့ရှိသွားနိုင်မှာဆိုတော့အကိုရဲ့အမ ြင်ကောဒီနှစ်သင်းရဲ့ဒါကျွန်တော်တို့အနေထားဘယ်လိုမျိုးပုံစံလေးတွေဖြစ်မလဲဆိုတော့ဘယ်အသင်းကဒါကျွန်တော်တို့နိုင်ပွဲရှာဖွေသွားနိုင်မလဲဆိုတော့နှစ်သင်းစလုံးကတော့နောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်တွေမှာရှုံးနေထားခဲ့ဆိုတော့ဒီကြပေါ့ဒါရမှတ်တွေစုဆောင်ဖို့လိုအပ်နေတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာလိုအပ်တဲ့ရမှတ်ကိုဘယ်အသင်းကစုဆောင်သွားဖို့ရရှိမလဲဗျဟုတ်ကဲ့ပါကွယ်လက်ရှိအနေထားရအောင်ဒီနှစ်သိန်းလုံးကကျွန်တော်တို့လက်ရှိခြေစမ်းမအောင်ပြန်ကြည့်မယ်ဆိုနှစ်သိန်းလုံးကတော့ပြောမယ်ဆိုကျွန်တော်တိုက်စစ်ပိုင်းကတော့မဆိုးလောက်အောင်ဆိုပေမဲ့ခန်းစစ်ပိုင်းမှာတော်တော်လေးဆိုးရွားနေတဲ့အနေထားကိုပြန်ပြီးတော့တွေးရတယ် နှစ်သိန်းလုံးကလည်းကျွန်တော်လက်ရှိချန်ပီယံလိမှာဆိုရင်ရက်လက်ပိုင်းကကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာတပွဲနဲ့တပွဲရှုံးနဲ့ဒီပွဲကသူတို့အတွက်ပြောမစော်ရင်နောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်တော့အိတ်ထဲဝင်ဖို့အတွက်ဆိုရင်နှစ်သိန်းလုံးအတွက်အရေးကြီးတယ်အထူးသဖြင့်ကျွန်တော်ရင်အင်ရှင်ပြင်းတဲ့ Frankfurt ကအင်ကွင်းဖြစ်တဲ့ကြောင့်မအင်ကွင်းအားနဲ့ပို့ပြီးတော့အမှတ်ရဖို့တပို့ပြီးလိုအပ်တယ်အဲ့လိုပဲတစ်ဖက်က Liverpool ကလည်း Premier League မှာကျွန်တော်ဒီ Reality တောက်လျှောက်ဆိုးရွားနေတဲ့အပြင်မှာ Champions League မှာပါအကယ်ရက်လက်ထပ်ဆိုးရွားခဲ့မယ်ဆိုတော့သူတို့အတွက်ကကျွန်တော်နီးပြအားနဲ့ slot တော့ကိုပို့ပြီးတော့ဖီအားများလာနိုင်တဲ့အနေအထားမှာရှိတယ်ပြီးခဲ့တဲ့၄ပွဲလုံးမှာဆိုရင်ကျွန်တော်ဒီဝေးကွင်းမှာ၃ပွဲဆက်တဲ့ရှုံးနဲ့အင်ကွင်းမှာလက်ကန်ရှင်မြန် င်ကစားခဲ့တဲ့အင်္ဂလန်ဒါဘီမှာသူတို့ရဲ့ကျွန်တော်ဒီခါသီးသုံးပြိုင်မဲ့ဖြစ်တဲ့ United ကိုအင်ကုမှာနှစ်ဂိုးတခုနဲ့ရှုံးသွားရဆိုရင်အနေထားရတော့ကျွန်တော်နီးပြရဲ့ကစားသမားတွေပြည်သက်တွေကြားမှာတော့နည်းနည်းလေးတော့ကျွန်တော်ပြောမှဆိုရင်အဖူးထက်လေးရှိလာပြီအဲ့တော့ဒီပွဲစဉ်မှာ Liverpool နဲ့အဲ့အရာတွေကိုပြန်ပြီးတော့များသူတို့အသင်းရဲ့နိုင်ငံတော်ကိုဖော်ဆောင်ပြီးတော့ပြောင်းပြန်လာနိုင်မယ့်အနေထားကိုပြန်ပြီးတော့များရှာဖွေတွေ့ရှိနိုင်မှာဒါမှမဟုတ်ကျွန်တော် Frankfurt ကပဲသူတို့အသင်းရဲ့ကျွန်တော်ဒီပြောမှဆိုရင်အင်ကွင်းမှာပေါ့နော်ကျွန်တော် Champions League အတွက်ရမတ်တွေကိုစုပေါင်းသွားနိုင်မလားဒါလေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်လက်ရှိခြေစမ်းပိုင်းရောနှစ်သိန်းလုံးကခံစားကြောက်တရားပေါ့ဒီပွဲစဉ်မှာလည်းပြန်ပြီးတော့ချက်ချင်း အဲကျွန်တော်တို့ turn round ဖြစ်ပြီးကောင်းလာဖို့တော့ကတော့အနည်းငယ်လေးခက်ခဲလိမ့်မယ်အဲဒါကြောင့်မနက်သွင်းတဲ့ခန်စစ်ကျွန်တော်ဒီအားနည်းချက်တွေအရာဒီပွဲစဉ်နောက်ထပ်သွင်းကိုတွေများလာနိုင်မယ်ပွဲစဉ်တွေဖြစ်လာနိုင်တယ်ကျွန်တော်တို့ frank fuck ရဲ့နောက်ဆုံး၃ပွဲမှာကျွန်တော်တို့ပေးခဲ့ရတဲ့ကျွန်တော်တို့သွင်းကိုအနေထားအရာကို liverpool သင်းရဲ့နောက်ဆုံးကျွန်တော်တို့ပြောရမယ်ဆို9ပွဲစတိုက် clean sheet မရှိဘူးဆိုတဲ့အနေထားအရာကိုနှစ်သင်းလုံးကဒီပွဲစဉ်မှာလည်းကျွန်တော်တို့ပေးကိုတွေခွင့်ပြုရဖို့ရှိလိမ့်မယ်ဗျအဲ့တော့တက်စစ်ပိုင်းကနှစ်သင်းလုံးမှာဘယ်အသင်းကပို့ပြီးတော့ဒီအခု frank fuck နဲ့ liverpool နဲ့ပွဲစဉ်မှာအလုပ်ဖြစ်တော့မလဲအဖြေဖြစ်လာနိုင်တယ်လက်ရှိအနေထားကတော့ frank fuck တက်စစ်ကလည်းမစိုးလောက်တော့တစ်ဖက်က liverpool ရဲ့တက်စစ် ်ကလည်းကျွန်တော်ဒီရှုံးနေခဲ့တဲ့ပွဲစဉ်တွေမှာတော့တွင်ကိုမတွင်းနိုင်ခဲ့တဲ့ပွဲစဉ်ဆိုလို့ Galatasaray ကိုဝူးဝူးမှတွင်တွင်ကိုမတွင်းနိုင်တဲ့တပွဲပဲရှိတယ်။ကျန်တဲ့ပွဲစဉ်တွေမှာတွင်ကိုတွင်ယူထားနိုင်ခဲ့ဆိုဒီပွဲစဉ်မှာလည်းတွင်ကိုတွေကလီဗာပူးဘက်မှလည်းထပ်ပြီးမြင်ရဖို့ရှိမယ်။ Asian Frankfurt ကလည်းအနည်းဆုံးတကူလောက်တော့ရန်နိုင်မှုရှိရနေတာဖြစ်တာကြောင့်ဒီပွဲစဉ်မှာကျွန်တော်ရဲလက်နေနဲ့ခံမှန်းရမယ်ဆိုတော့အနိုင်ရှုံးမှပြင်ပြီးကြည့်မယ်ဆိုရင်တော့လီဗာပူးဘက်မှာတော့အနည်းငယ်လေးအားသာကြတော့ရှိတယ်။ဒါမှမဟုတ်လည်းတေးစီတေးကြသွားနိုင်တဲ့ပွဲစဉ်တွေလည်းဖြစ်နိုင်ပြီးတော့တေးကြမယ်ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာလည်းနောက်ထပ်2-2ဆိုတဲ့ရဲလက်မျိုးအနေထားဒါမှမဟုတ်ကျွန်တော်တို့1-1ဆိုတဲ့ရဲလက်အနေထားနဲ့တေးကြနိုင်ပြီးတော့ဖြစ်နိုင်ပွဲအရ အများဆုံးရက်လက်တစ်ခုဆိုတော့လေဘဘူးအသင်းအနေနဲ့နိုင်ခဲ့မယ်ဆိုတော့2-1ဆိုရက်လက်ပေါ့နော်ဒါလေးကဖြစ်နိုင်ပွဲများတဲ့ရက်လက်တစ်ခုလို့ကျွန်တော်ထင်မိပါတယ်ခင်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့နှစ်သင်းစလုံးရဲ့ဒါလက်ရှိအနေအထားကိုကြည့်မယ်ဆိုလို့ရှင်တော့နှစ်သင်းစလုံးကဒါကျွန်တော်တို့ ဒါသူပုံစံကောင်းတစ်ခုမှရှေ့မနေကြဘူးနှစ်သင်းစလုံးအတွက်ကလည်း PR ကြောက်ရောက်နေတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့ဒီထဲမှာမှဒါ front front အသင်းရဲ့ကျွန်တော်တို့ cancer ပိုင်းဆိုင်ရာအရာကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့နောက်ဆုံး၃ဘွဲပေါ့နော်ဆိုတော့သူတို့အနိုင်မရရှိခဲ့တဲ့နောက်ဆုံး၃ဘွဲမှာသူတို့ဒါပေးကို10ကိုထိရှိခဲ့တယ်၃ဘွဲတည်းတဲ့တွင်ဟိုဒါပေးကို10ကိုထိရှိခဲ့တယ်ဆိုတော့အနေအထားတစ်ခုဆိုတော့တစ်ဖက်ကဒါ Liverpool အသင်းကလည်းဒါကျွန်တော်တို့နောက်ဆုံး၅ဘွဲမှာဒါကျွန်တော်တို့ဒါ၅ဘွဲစလုံးပေးကိုပေးထားရတယ်ဆိုတော့အနေအထားဗျဆိုတော့ဒီအနေအထားတွေကြောင့်ပဲနှစ်သင်းစလုံးရဲ့ cancer ပိုင်းဆိုင်ရာအရာမှာကျွန်တော်တို့ဒါမေးခွန်းထုတ်စရာလေးတွေ ရှိလာတယ်ဆိုတော့တစ်ဖက်ကဒါလီဗာပူးအသင်းဆိုလို့ရှိရင်လည်းဒါသူတို့ရဲ့ဒီတောင်ပံခံစစ်တွေကကြီးအရင်အလုံးမဖြစ်သေးသလိုမျိုးဒါကျွန်တော်တို့ဗာဂျဗန်ဒိုင်းနဲ့ဒါကိုနာဒီတို့ရဲ့ဒါကျွန်တော်တို့အတွင်းခံစစ်လူနှစ်ယောက်နိုင်ရမှာလဲနိုင်ငယ်ဒါကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒါပုံမှန်ပေါ့နော်ခြေဆွမ်းမရရှိတဲ့အနေအထားလေးတွေကျွန်တော်ကြုံပြီးတော့တွေ့နေရတယ်ဆိုတော့တစ်ဖက်ကဒါကျွန်တော် Frankfurt အသင်းကလည်းကျွန်တော်တို့ရဲ့ခံစစ်ပိုင်းဆိုင်ရာအရာမှာအရင်ယုံကြည်လို့မရဘူးဆိုတဲ့အနေအထားတခုဒါပေမဲ့တိုက်စစ်ဘက်ကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်နှစ်သင်းစလုံးကတော့ဒါအချိန်မီဂိုးသွင်းနိုင်တယ်ဆိုတဲ့အနေအထားတခုတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ခံစစ် စ်ပိုင်းဆိုင်ရာအရာမှာနှစ်သိန်းစလုံးကအရင်ကြီးကျွန်တော်အားရကျင်တဲ့ဖွဲ့ရမရှိဘူးဆိုတော့ဒါပေးခိုးတွေကတော့ကျွန်တော်အပြန်အလှန်ပေးရလိမ့်မယ်ဗျာဒါပေမဲ့ကျွန်တော်ဘယ်အသင်းရဲ့တိုက်စစ်ကပို့ပြီးတော့အလုပ်ဖြစ်သွားမလဲဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်အဲဒါလီဗာပူးအသင်းရလည်းနောက်ဆုံး၅ပွဲမှာဒါကျွန်တော်ကလာဒါဆာရီကိုရှုံးနေရတဲ့ပွဲစဉ်ကလွှဲရင်ကျင်တဲ့ပွဲစဉ်တွေအားလုံးမှာ ဂိုးသွင်းယူထားနိုင်ခဲ့တာတွေ့ရဆိုတော့ဒီထဲမှာမှဒါကျွန်တော် Chelsea အသင်းနဲ့မှာလဲဒါကျွန်တော်ရှုံးနေခဲ့ပေမဲ့ဂိုးပြန်ပြီးသွင်းယူနိုင်ခဲ့တယ်လို့ Manchester United အသင်းနဲ့ပွဲစဉ်မှာလဲဒါရှုံးနေခဲ့ပေမဲ့ဂိုးပြန်ပြီးသွင်းယူနိုင်ခဲ့တဲ့အနေအထားတခုဆိုတော့ဒါကိုချင်းချင်းအမြင်လေဘာဘူးအသင်းတွေဒါပဲအချိန်နေမှာမဆိုဒါသွင်းဂိုးကတော့ပြန်ပြီးတော့သွင်းယူနိုင်တယ်ဆိုတဲ့အနေအထားတခုဆိုတော့ဒါတစ်ဖက်ကကြည့်မယ်ဆိုရင်တော့တို့ရဲ့တိုက်ဆက်ပိုင်းဆိုင်ရာမှာ Mohamed Salah ကဒါကျွန်တော်ပုံမှန်ခြေစွမ်းတိတ်ပြီးမရရှိတဲ့အနေအထားတခုလဲကျွန်တော်မြင်တွေ့ရတယ် Mohamed Salah ကိုတစ်ဖက်ရဲ့ခံစက်ကချင်းချုပ်လိုက်ပြီဆိုလို့ရှိရင်တို့ရဲ့တိုက်ဆက်ကဒါလှုပ်ရှားတာနဲ့ငယ်အခက်အခဲရှိတာမျိုးကျွန်တော်တွေ့ရကိုဒီကပ်ဘူဒါ လွတ်လွတ်လပ်လှုပ်ရှားနိုင်နေဆိုရင်တော့မဟုတ်ဘူးဒါမိုမက်ဆာလဲလို့ပွဲရဲ့ဒါကျွန်တော်အလှည့်ပြောင်းတစ်ခုဖန်နင်းနိုင်လောက်တဲ့ဒါ twin goal တွေမျိုးဒါကိုရီကပိုအနေနဲ့အများကြီးဒါ twin နိုင် twin ယူနိုင်နိုင်ရတော့ကျွန်တော်မတွေးရဘူး။နောက်ကျွန်တော်တို့ဒါအထောင်တိုက်ဆက်ဖြစ်တဲ့ Isaac အနေနဲ့လည်းတကယ်တကယ်ဒါကျွန်တော်အရေးကြီးတဲ့အချိန်တွေမျိုးတွေမှာဆိုလို့ရှိရင်တော့သူရဲ့ဒါကျွန်တော်တို့ကစားပုံကငငယ်မေးခွန်းထုတ်စရာလေးရှိရယ်။ဆိုတော့ဒီနေ့ပွဲထဲမှာ EKG ပြန်ပြီးတော့ပါဝင်လာနိုင်ခဲ့မယ်ဆိုရင်တော့မဟုတ်ပဲဒါသူရဲ့ဒါတိုက်ဆက်ပိုင်းဆိုင်ရာအရာမှာဒါ twin goal ကတော့ twin ယူလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့အရင်လိုမျိုးပေါ့နော်ဆိုတော့လီဗာပူးရဲ့တိုက်ဆက်အရန်ကောင်းတဲ့တိုက်ဆက်ဒါဂိုးပြတ်နိုင်ပွဲတွေရှာဖွေနိုင်တဲ့တိုက်ဆက်ဆို တဲ့ပုံစံမျိုးတော့ကျွန်တော်တို့ဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ကျွန်တော်မမြင်တွေ့ခဲ့အောင်ဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းအဲ့လိုမျိုးဒါလီဗာပူးကိုပြန်ရင်လည်းပြီးတော့တွေ့ရှိဖို့ရတော့ခက်ခဲနေမယ်ဒါပေမဲ့တေချာတဲ့တကွာတော့လီဗာပူးအသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာတော့ဒါတေချာဖို့သူတို့အနေနဲ့ PR အောက်ကတော့ရုံထွက်သွင်းနေပြီဆိုတော့အခက်ဒီနေ့ပွဲစဉ်မှာပါထပ်ပြီးတော့ရှုံးနေခဲ့အောင်မယ်ဆိုလို့ရှိရင်တော့လီဗာပူးအသင်းရဲ့ဒါကျွန်တော်တို့သူရဲ့ဒါနီပြအာနီဆလွန်နဲ့တော့အသင်းရဲ့ကစားသမားတွေအနေနဲ့ PR တော်တော်လေးကိုကြာရောက်သွားမယ်အနေထားတို့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ဒါ Frankfurt အသင်းကလည်းဒါသူတို့တောက်လျှောက်ပေါ့နော်ဆိုတော့၃ပွဲစတိုင်း9ပွဲမရရှိခဲ့တဲ့အနေထားတစ်ခုမှမှဒါက ျွန်တော်တို့ ဒီသူတို့ရဲ့အိမ်ကွင်းမှာပြန်လည်ပြီးတော့ဒါလေဘဘူးအတင်းကိုအက်ခံကစားမယ့်အနေအထားတစ်ခုမှာသူတို့အနေနဲ့အကောင်းဆုံးလုပ်ပြနိုင်မှုတော့လိုတယ်ဒါကျွန်တော်ခန်းစစ်ပိုင်းဆိုင်ရာအရာမှာသူတို့ရဲ့အားနည်းချက်တွေကိုပြင်ဆင်ပြီးတော့ဒါဒီနေ့ပွဲစဉ်မှာလည်းအကောင်းဆုံးပုံစံနဲ့ဒါကျွန်တော်တို့ပုံစံတစ်ခုကိုတော့နှစ်သိန်းစလုံးကတော့ပြတ်သားဖို့တော့လိုအပ်နေပြီဗျဆိုတော့ဒီအနေအထားတစ်ခုမှာကျွန်တော်တို့အခုပြောခဲ့သလိုပဲဒါအပြန်အလှန်သွင်းကိုတွေကတော့ကျွန်တော်တို့တွေးရလိမ့်မယ်ဗျဒါပေမဲ့ဂိုးအများဖြစ်ဖို့ရာကတော့အနည်းငယ်ရာခိုင်နှုန်းများနည်းမလားပေါ့နော်ဆိုတော့ကျွန်တော်ဒါလေးတစ်ချက်စဉ်းစားမိရဲ့ဆိုတော့ဒါပေမဲ့ဒါ Frankfurt အသင်းရဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာမှာသူတို့ရဲ့ဒါသွင်းကိုတွေကို ကြည်ချင်းအဖြစ်ဒါ twin ကိုဒါတော်တော်များများ twin ယူထားနိုင်ခဲ့တဲ့အသင်းသင်းဆိုတော့ကျွန်တော်မြင်ခဲ့ရတယ်ဒါပေမဲ့အသင်းကောင်းနေနဲ့ရင်ဆိုင်ရင်တော့တို့အနေနဲ့ twin ကို twin ယူဖို့အတွက်ရုန်းကန်ရလေးရှိတာကိုလည်းကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်ဗျာဆိုတော့ဒါကိုကြည်ချင်းအဖြစ်ဒါ liverpool အသင်းကိုတို့အနေနဲ့ဒါ twin ကိုမြင်မဲ့ဆက် twin ဖို့ရတော့မဖြစ်နိုင်ဘူးတစ်ဖက်က liverpool အသင်းကလည်းဒါတို့ရဲ့လက်ရှိအနေအထားတစ်ခုနဲ့ဒါကျွန်တော်အနိုင်ရရှိဖို့အနိုင်သုံးမှတ်ကိုရရှိဖို့အတွက်ကိုသာပို့ပြီးတော့စ조사တဲ့နယ်ဆိုတဲ့အနေအထားတစ်ခုမှာဒါ liverpool အသင်းနဲ့နေလဲကိုပြက်နိုင်ပွဲတစ်ပွဲကိုရှာဖွေနိုင်ဖို့ရခက်ခဲသလို frankfurt အသင်းအနေနဲ့လည်းဒါကျွန်တော်ကိုပြက်နိုင်ပွဲတစ်ပွဲဖြစ်ဖို့ဆိုတာ ဒါမဖြစ်နိုင်လောက်တဲ့အနေအထားတစ်ခုလိုပဲကျွန်တော်ပြောရမယ်။ဒါကြောင့်ဒါတရေရလက်ကတော့ဒါဖြစ်နိုင်ခြေရှိတဲ့ရလက်လိုပဲကျွန်တော်ပြောရမယ်။တရေရလက်ဆိုရင်တော့ဒါ1122ဆိုတဲ့ရလက်လောက်နဲ့ဖြစ်ပြီးအနိုင်ဆိုရင်တော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာတော့ PR အောက်ကနေရုံထုတ်ဖို့လိုအပ်နေတဲ့ Liverpool အသင်းဘက်ကိုတော့ပို့ပြီးတော့သဘောကျမိတယ်။ဆိုတော့ ကိုအများကြီးဆိုတာထက်ဒါတကူအတာလောင်းနဲ့ဥမာ2-1ဆိုတဲ့ရလတ်မျိုးဒါ3-2ဆိုတဲ့ရလတ်မျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးရလတ်မျိုးနဲ့ဒါလီဗာပူးအနေနဲ့အနိုင်ရရှိသွားဖို့ရရှိပြီးတော့အကယ်၍ဒါကျွန်တော်တို့ဒါနှစ်သင်းစလုံးရှာမှတ်ဒါခွဲယူခဲ့မယ်ဆိုရင်တော့ဒါတစ်ဘက်ကို2-0စီးတယ်မဟုတ်တစ်ဘက်ကို2-0စီးလောင်းနဲ့တည်ရလတ်ဖြစ်သွားဖို့ရရှိပါတယ်ဗျဟုတ်ကဲ့ပါကိုကျွန်တော်ဖရန့်ဖတ်အသင်းနဲ့လီဗာပူးအသင်းတို့ရှင်ပြိုင်ကစားကြမဲ့ချန်ပီယံလိဒါလိဖေ့စ်ပွဲစဉ်ရဲ့ဒါကျွန်တော်ပွဲစဉ်၃ပွဲချိန်လေးကိုတစ်ချက်တော့ပြပြပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကိုဒီပွဲစဉ်ရတော့ Champion League League Phase Round 3အနေနဲ့ Frankfurt တင်းနဲ့ Liverpool တင်းတို့ကအခုလာမယ့်ပိုထူးနဲ့ညက်နဲ့ကြာတာပလင်းနဲ့နက်တနိုင်ပွဲမှာရှင်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ Frankfurt အသင်းနဲ့ Liverpool အသင်းတို့ရှင်ပြိုင်ကစားကြမယ့် Champion League League Phase Round 3ပွဲစဉ်ရပွဲချုပ်30ချက်ဆင်ဆင်မှာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တွေနဲ့တူလဲပြန်လာခဲ့ပါအောင်မယ်ဗျာ